ဆရာမန်းတင်ရဲ့ဒုတိယကျင်းထုတ်ဝေသောမြို့ပိုင်ပေါင်းပြုံးချူစာအုပ်မှာအဘမီထွန်းပွဲလိုအမည်ရတဲ့အကြောင်းအရာလေးကိုဖတ်ပြမှာဖြစ်ပါတယ်။မီထွန်းပွဲတွေအပွဲပွဲနှွဲပူးခဲ့လေတယ်။ဒီမီထွန်းပွဲကိုဖြစ်မောင်ပြုံးချူဘယ်တော့မှမမိမဟုတ်ဂျပန်များလက်မှာမြန်မာပြည်ကြီးကိုကဲတင်ပြီးဒီနောက်ပထမအကြိမ်ကျင်းပရတဲ့ဝါကျွတ်ပွဲဖြစ်တယ်။ထိုမျိုးတို့ မောင်ပြုံးချူရောက်စာဖြစ်တယ်။တမျိုးလုံးဝါကျွတ်အတွက် အားခဲနေကြတယ်။ညနေဆောင်တွင် မောင်ပြုံးချူဟာတယောက်ထဲညူရဲသူထွက်ခဲ့တယ်။လူရည်တဲ့ရက်ကွက်ရှိအိမ်အသီးသီးတွင်စက်ကူရောင်စုံအမျိုးမျိုးနဲ့မုံးမှန်ချေလေထားလေ။ခလေးလူကြီးယောက်ျားမိန်းမအပြူအိုတို့သည်လည်းမိရှူမိတိုင်းများကိုပြုပြင်နေကြလေ။လုံမပြူတို့သည်လည်းဝါချုပ်ပွဲအတွက်မှုံနှသာချေကာ ဝေကောင်းစားလာများကိုဝစ်စင်ထားကြတယ်။သုံးနှစ်သုံးမိုးအနာပေးထားကြရသောဝါကျွတ်ပွဲကိုတအားခဲ၍ဆင်နွှဲရန်လုံမန်းနေကြလေတယ်။သူသည်တဖြည်းဖြည်းလျှောက်သွားလျာမြို့အစွန်အဖျားသို့ရောက်သွားလေတယ်။ဒီနေရာတွင်ကမိထုံးပွဲကြောင့်လှုပ်လှုပ်ရှားရှားမရှိလား။ညားစွာထူးခြားခြင်းမရှိ။ဦးမတောင်သူများမဟုတ်ရှားကြသဖြင့်တီလာမဆောက်နိုင်ကြ။အချို့အိမ်များတွင်သာ မိဘုံသုံးလေးလုံးဆွဲထားတာကိုတွေ့ရလေ။အိမ်များမှာလဲတင်းကုတ်သားသားမျှတာရှိတယ်။အချို့အိမ်များလဲအကာအယံမရှိ။အချို့ရိန်းထိုးကရိုင်းနေလေ။ထိုအိမ်များတွင်နေထိုင်ကြကုန်သောသူများကို ကြည့်ပါဦး။ယောက်ျားတွေကိုကြည့်လိုက်ရင်အကွက်မပေါ်သောလုံကြီးများကိုဝှက်လျက်ထင်းပေါက်သူပေါက်ညက်စင်းသူစင်းဓမျက်စီးလဲသူလဲနေဝေယဝစ္စအလုံများကိုလုတ်ကင်နေကြလေ။ သူတို့ရဲ့အထက်ပိုင်းဟာဗလာကိုရီကြီးဖြစ်တယ်။သူတို့ရဲ့ကြောပြင်းများဟာ ကာလကြာမြင့်စွာ နေပူရှိန်တန်ကိုခံထားရသဖြင့်ပြောင်းနေအောင်မဲနှက်နေလေတယ်။မိမများကိုကြည့်ပါဦး။ထမင်းချက်သူချက်ပကံစည်းသူစည်းနေအလုံများနေကြတယ်။အချို့အမေအိုများဟာမိထွန်းရန်အတွက်ဖျောင်းနိုင်သုံးလေးတိုင်ကို ပြုပြင်နေကြတယ်။အချို့စီမီးကွက်များတွင်မိစာထည့်နေကြတယ်။ သားတယ်မအေများဟာခလေးများကိုနှုတ်တိုက်နေကြတယ်။သူတို့တွင်လည်းအင်ကြီးမရှိ အချို့ထမိန်ခါချက်ဝတ်ထားကြတယ်။အချို့လည်းသူတို့ရဲ့ထမိန်များကိုရင်ရှားဝတ်ထားတော့လေခလေးနှုတ်တိုက်ရင် အောက်သို့ရှော့ချထားကြလေတယ်။ထိုအရက်ရှိသားတယ်မအေတိုင်းလိုလိုဒီနီးနေနေကြီးဖြစ်တယ်။သူတို့ရင်မွာအစုံကိုကမမြင်ခြင်းအစုံလွတ်လပ်ရေးပေးထားကြလေတယ်။ ကလေးငယ်များလည်းအိမ်ရှိတွင်စူညံစွာကစားနေကြလေ။မောင်ပြုံးချူဟာဝဲရာကိုကြည့်ရှုရင်းလျှောက်လာခဲ့ရာမြို့ပြင်သို့ရောက်လာခဲ့လေ။အစင်အတိုင်းသာလျှောက်သွားမယ်ဆိုရင် မကြီးပင်တွေဝိုင်းနေတဲ့ခလန်းလန်းမတော်ရွာကလေးကိုရောက်သွားမှာဖြစ်တယ်။လေကွင်းကြီးများသည်လည်းစိမ့်အောင်ဆိုနေတယ်။သူသည်ပြန်၍လှဲ့ခဲ့လေ။ဒီအရက်ကလူတွေဘာလောက်ကင်စားတော့ကြတယ်။ အနေအထိုင်မြည်သို့ရှိချိန်မြည်ကိုစုံစမ်းအံ့သောငါအစွန်ဆုံးတွင်ရှိသောတဲအင်္ဂလိတစ်ခုစီသို့ရှောက်ခဲ့လေတယ်တဲအင်္ဂလိဟာဝါနိုင်များကိုတိုင်ထူ၍ကျူထရန်များကိုကာကာတက်ကဲမိုးလျံဝါချံကျိုးတို့ကျဲတဲ့ခင်းထားလေတဲရှိရှိပြန်ပြူးညင်ညာတဲ့မျက်နှာစာတွင်ပြောင်းနေအောင်ဓမျက်စီလဲထားလေအဖိုးကိုတယောက်ဟာတုံချိသောလက်များနဲ့ ဝလုံးတစ်ခုကိုခွဲစိတ်နေလေအဘခဏထိုင်တော့မယ်နော်မောင်ပြုံးချိုကနှုတ်ဆက်လိုက်လေအဖိုးကြီးဟာမျက်လွာလှန်ကြည့်ကထိုင်ပါထိုင်ပါလို့ပြုံးပြုံးရွှင်ရွှင်ခွင့်ပြုလေမောင်ပြုံးချိုဟာတဲရှိတွင်ခင်းထားတဲ့ခုံတန်းရပေါ်တွင်ဝင်၍ထိုင်လိုက်လေဖိုးကြီးလည်းသူ့အလုပ်ကိုချထားခဲ့ပြီးနောက်မောင်ပြုံးချိုအနားရှိတစ်တုံးပေါ်တွင်လာ၍ထိုင်လေအဘ ဒီနေ့မီးမထုံးဘူးလားမောင်ပြုံးချိုကမေးလိုက်တယ်အေးထုံးမလို့ပဲရှေ့မယ်တိုင်ဆိုင်ပြီးစင်ကလေးလှုပ်နေတာမီးထုံးဖို့ပေါ့ကွယ်ဒါနဲ့နေပါဦးမောင်ကဘဲကလေ အဖိုးကြီးကပြန်၍မေးခွန်းထုတ်ပြန်တယ်ဒီမျိုးတွေကပါပဲမောင်ဟာကျုပ်သားနဲ့တိတ်တူတာပဲအတန်လဲတူတယ်အဘလို့ခေါ်လိုက်တဲ့အတန်ကလေးများတိတ်တူတာပဲ မောင်ဒီမျိုးကဆိုတာမဟုတ်ပါဘူးမောင်ကိုအဘတခါမှမမြင်ဘူးသူ့ကိုအဘလို့ခေါ်သဖြင့်ตาရနေလေတယ်သူ့ကိုသူလဲအဘလို့ခေါ်ပြီးပြောတယ်ကျွန်တော်ဒီမျိုးရောက်လာတာမကြသေးလို့အဘမမြင်ဘူးတာပါမောင်ပြုံးချူကလှီးလွှဲပြောလိုက်တယ်အဘဟူသောစကားသံဟာသူ့နှလုံးအိမ်ကိုစီစိမ်၍ပေးသည်နှင့်တူလာတော့တယ်သူသည်ညည်ရီများဆန်းဆန်းနဲ့ ပြုံးနေလေတယ်သူ့ရဲ့ကိုယ်ခန္ဓာကို နီးနီးကပ်ကပ်မောင်ပြုံးချူမြင်ရလေထိတ်ပြောင်းလျက်ရှိသော ဥပြီးတွင်သပင်ဖြူများ ကျိုးလိုကျဲတဲ့ပေါက်လျက်ရှိရာသဲတောင်မြင်မော်တွင်ကျူပင်ငုတ်တူများ ပေါက်ရောက်နေသည့်နှင့်တူလာတယ်ဆွတ်ဆွတ်ဖြူနေသောညခုံးမွေးထူထူအောင်မှာမျက်တောင်အစုံဟာမကြာခဏခတ်လျက်ရှိတယ်ဇေယထောင်းသဖြင့်မျက်လုံးများသည်ကြည်လင်ချင်းကင်းနေတယ်လို့ စိုးရတော့လေအဘဟူသောအတန်ကြောင့်အယောင်ရှုံးနေလေအရေအလေးလေးနဲ့ကျေပြန့်သောနှစ်ဖူးခြိုင်ဝမ်းသောပါပြင်တို့ဟာ သူ့ရဲ့အရွယ်ကို ဖွင့်ဟပြောနေတကယ်သူရှိတယ်ပြုံးရောင်ရောင်နဲ့တလုတ်လုတ်ဖြစ်နေသော သူ့ရဲ့ပါဇက်အတွင်းမှာညိုမဲနေသောတဖုံးပေါ်တွင်ဟိုတချောင်းဒီတချောင်းပေါက်နေသော သွားများလဲခတ်တဲတဲသာကြံရှိတော်တယ်အင်ကြီးဝှထားခြင်းမရှိသဖြင့်သူ့ရဲ့ ချက်ကတ်တော်ရင်အောင်နံယိုးပြိုင်ပြိုင်ထနေသောကို အကြောပြိုင်ပြိုင်ထနေသောလက်မောင်းလက်ခုံတို့သည်လည်းဇေယဤအကြောင်းကို ကောင်းကောင်းကြီးပြနေကြလေတယ်အဘသားလည်းမောင်းလို့ပဲဝါဝါတုတ်တုတ်ကြီးအဖိုးကြီးကစကားဆပြန်တယ်အဘကိုသူကအဘလို့ခေါ်တယ်သူ့အမေကတော့ဖေဖေလို့ခေါ်ခိုင်းတယ်ဒါပေမဲ့သူကမရဘူးအဘလို့ပဲခေါ်တာပဲအဘမင်း သားသမီးဘယ်နှယောက်ရှိသလဲဒီတယောက်တည်းပေါ့တောက်ကြတာမောင်ရဲ့ဒါကြောင့်သူ့ကိုအရှိအကြောင်းဖုန်းကြီးကတန်ချောင်းလို့နာမည်ပေးထားတာပေါ့တန်ချောင်းဆိုတဲ့အတိုင်းပဲမောင်ရဲ့တိတ်မာတာတခါမှဖျားနာခြင်းမရှိဘူးဒါပေမဲ့အဘသားဟာကန်ဆိုးရှာတယ်ဘာဖြစ်လို့လဲဘသူ့ငါးနှစ်သားကသူ့အမေဆုံးသွားတယ်မေလာလေးမေလာသူ့သားလေးသူတိတ်ချစ်တာ အဘထထောင် သူ့သားလေးကိုချစ်သေးတယ်။ဒေဂာနီးတောင် လူလေးကိုတန်ချောင်းတန်ချောင်းနဲ့ဗဇက်ဖျားကတွတ်တွခေါ်ရင် အသက်ထွက်သွားတာပဲ။အဘလည်းဒီသားလေးနဲ့အိမ်နောက်ဖေးမှာပဲခြံလေးပါလေးစိုက်ပြီးစားလာတာပါပဲ။နောက်အိမ်အောင်ပြုတ်ဖို့လာဆက်ကြပြီမဲ့သားလေးငှဲ့ပြီးစိတ်မကူးတော့ပါဘူး။မောင်တန်ချောင်း15နှစ်သားလောက်မဲရှီစုမဲစုလေးနဲ့ဖုန်ကြီးကြောင်းမဲရှင်ပြုတ်တယ်။ အဲ့ဒီအချိန်တုန်းကအဘအဖို့တော့ဝမ်းသာဝမ်းနေကြီးပဲသားလေးသင်္ကန်းဝတ်နဲ့မြင်ရလို့ဝမ်းသာနေပေမဲ့သူ့အမေကိုတတိယပြီးမငုံမိအောင်အတော်ချုပ်တီးထားရတယ်အဖိုးကြီးဟာစို့နေသော မျက်ရည်များကိုပခုံးမော်ရင် တင်ထားသော အဝတ်စာကလေးနဲ့တုပ်လိုက်လေသားလေးကလည်းလိမ်မာရှာတယ်အဘကုသိုလ်ရအောင်ဆိုပြီးသင်္ကန်းဝတ်နဲ့ငါးဝါတီးတီးနေတယ်ဒါကြောင့်မို့လဲအဘသားဟာ အပြောဆိုဘက်ကဆိုရင် သူ့ကိုမှီတဲ့လူဒီအရထဲမှာမရှိပါဘူးလောကီဘက်ကလာမလားလောကုတ္တရာဘက်ကလာမလားအဝဇန်းရွှေရွှေနဲ့ပြောနိုင်တာပေါ့ဒီနေရာမှာတော့သူကအဘထက်တာတယ်တရင်ကျွမဲမိထွန်းရတဲ့အကြောင်းရင်းကိုအဘအစကမသိဘူးသူပြောလို့သိတာညစွာဘုရားသခင်တုတိတာနတ်ပြီးကမဲတော်မိနဲ့သားကို တရားဟောပြီး ဆင်းလာတဲ့အကြောင်းတွေဘာတွေများပြောလိုက်တာတိတ်နားထောင်ကောင်းတာပေါ့အဘသားကတကယ်တော်တာပဲမောင်ပြုံးချူကချီးမွမ်းလိုက်တယ်ဟုတ်တယ်ဒီလိုမိထွန်းပွဲကြပြီလားဆိုရင်ဒီရက်ထဲမှာသူ့ကိုမှီအောင်ဘယ်သူမှမထွန်းနိုင်ဘူးကုသိုလ်ရေးဆိုရင်တိတ်ဝါဒနာပါတာပဲသူကိုယ်တိုင်ဝါခွဲသူကိုယ်တိုင်မိအိမ်လုပ်သူကိုယ်တိုင်စင်ပြင်ပြီး ြာကြာနာနာမီးပူစောတာပဲဖះရှိခိုးတွေလည်းအများကြီးရတော့အိမ်ဦးကမ်းမှာထိုင်းပြီးတန်နေတန်ထားနေများရွတ်နေလိုက်ရင်တိတ်နှာထောင်ကောင်းတာပဲတဖြည်းဖြည်းမှောင်၍လာလေဖိုးကြီးကစကားမပြတ်သေးသူ့အသက်အစိတ်လောက်မဲမြောက်ပိုင်းကမတန်သမီးကလေးခင်ပုနဲ့ပေးစားတယ်အဲ့ဒီတုန်းကလည်းအဘသူ့အမေကိုတိတ်တရီရတာပဲအဖိုးကြီးဟာညက်ရီတုတ်နေပြန်တယ် ဒါပေမဲ့အဘသားဟာလေအဘနဲ့ကန်တူအကျိုးပေးပါပဲသားကလေးတယောက်ရလို့သုံးနှစ်သားလောက်ရှိသေးသူ့မိန်းမဆုံးရှာပြန်တယ်ဒါနဲ့အဘတို့လည်းသားအဖမြည်ဖို့သုံးယောက်ခြံလေးကိုပဲလှူစားလာခဲ့ကြတာပါပဲအခုဆိုရင်မြည်ကလေး15နှစ်ရှိပြီရှင်ပြုတ်ဖို့တာဝန်ကျနေပြန်ပြီအလုတ်အကင်ကလည်းဟန်မကျအသက်ကလည်းကြီးတော့တခါတခါတော့အတော်စိတ်ဆင်းရဲတယ်မောင်ရဲ့ ဘိုးကြီးဟာတဖက်သို့ညှော်မှန်း၍ငေးနေလေတယ်။မောင်ပြုံးချူဟာ သူ့မျက်နှာကိုမတိမသာအကဲခတ်ကြည့်နေမိလေ။သူ့ရဲ့ဝမ်းနေပလက်ပြနေသောစိတ်ဓာတ်ဟာမျက်နှာတွင် ထင်ရှားစွာပေါ်လွင်နေလေတယ်။အဘသာ အခုဘယ်သွားသလဲ။မောင်ပြုံးချူကမေးလိုက်လေ။သူသည်အဖေကိုချက်ချင်းမပေးငေးမြဲတိုင်းငေးနေလေ။ညည်ရီစို့လာလေ။ ဆို့နေရာမှာမျက်ရည်ပေါက်ကြီးများဟာအရေးလေးလျက်ခွက်ဝင်နေသောပားပင်များပေါ်သို့လိမ်ဆင်းလာလေတယ်။မောင်ပြုံးချူလည်းသူ့ကိုကြည့်၍ဝမ်းနေပက်လက်ဖြစ်နေလေတယ်။မိမိစကားများမှားသွားပြီလားလို့ယူကြုံမရဖြစ်နေလေတယ်။အဘသားလေးအဘသားဆုံးပြီသူသည်တလုံးချင်းဖြည့်၍မျက်ရည်များကိုအဝတ်စနဲ့တုပ်လိုက်လေတယ်။ မောင်ကတော့ဒီဘူးကြီးဟာတရားမဲ့လိုက်တာသားတယောက်ဆုံးတာငိုလို့မပြီးလို့ထင်ပါပဲသူကစကားဆပြန်လေတယ်ထင်မယ်ဆိုလဲထင်စရာပါပဲဒါပေမဲ့အဖမဖြေနိုင်ဘူးကို့အိမ်မှာကို ရိုးရိုးသားသားတည်ရတယ်ဆိုရင်အဖတလောက်ဝမ်းနဲ့ပတ်လည်မဖြစ်ပါဘူးအခုတော့သူဒီညက်ရီများကိုတုတ်လိုက်ပြန်လေတယ် အခုတော့ဂျပန်ခေတ်ကချွေးတက်လိုက်သွားရင်ပြန်မလာတော့တာပဲအဖိုးကြီးဟာရှိုက်လိုက်လေတယ်အဘဒီအလုတ်ကအလွန်ဟုတ်တာပြန်လာရင်ငွေ3-4000ထောင်ပါလာမှာသားလေးလည်းရှင်ပြုတ်ဖို့ရှိသေးတယ်ဆိုပြီးလိုက်သွားလိုက်တာတလအတွင်းတစ်ခါနှစ်ခါတော့စာပေးပါသေးရဲ့နောက်တော့မလာတော့ဘူး6လလောက်ကြာတော့ ချွေးတဲ့စခန်းမှာဝမ်းယောဂာနဲ့တည်တယ်လို့ကြားရတာပါပဲ။အော်ဖူတန်ချောင်းဖူတန်ချောင်းကန်ဆူးရှာတယ်နော်။သူဒီညက်ရည်စာကိုသိမ့်လိုက်ပြန်လေတယ်။အတွင်းဆွေးဆွေးနေသည်များကိုဖွင့်ပြောလိုက်သဖြင့်အတော်ကျေနပ်သွားဟန်တူတယ်။သူ့အတွက်လည်းအခုထက်ထိတပိတ်မတွေ့ရသေးဘူး။ဘာကုသူမှလည်းမလုပ်ရသေးဘူး။ဒါကြောင့် အခုမီးထွန်းပွဲမယ်ဖះကိုမီးပူဇော်ပြီးသားကို အမြတ်အတန်းဝေမလို့ပဲကဲအဖဒါဖြစ်မှောင်လာပြီလှုပ်ရှားရှိတာလှုပ်ပါလှုပ်ရှားရှိတာပြီးပါပြီညီကလေးကိုဖះောင်းနိုင် အရှာခိုင်းလိုက်တာမလာသေးလို့အဖကလွန်ခဲ့တဲ့၃လရက်ကဖះနေလို့မစီစဉ်ထားရဘူးအခုမှကြက်ကြိတ်လှုပ်နေရတယ်ဘာပဲဖြစ်ဖြစ်လေဒီနေ့တော့မီးပူဇော်ဖြစ်အောင် ပူဇော်ရမယ် အဘသားကို အမြဝေပြစ်အောင်ဝေရမယ်လို့သူ့ဆုံးဖြတ်ချက်ကို ပြောပြလေတယ်။ထိုအချိန်တွင်တငေတယောက်ဝင်လာလေတယ်။ငါမြည်ရခဲ့ရဲ့လားဖိုးကြီးကလှမ်း၍မေးတယ်။မရခဲ့ဘူးဖိုးဖိုးတငေက ပြန်ဖြေလေတယ်။ငွေလေးတစ်ချက်လောက်မှအေးပုံတို့ကမချိနိုင်မှုတယ်လား။သူတို့လဲမိထုံးမွေးအတွက်အကုန်အကျများနေလို့တဲ့ အဖိုးကြီးဟာ တောက်ခောက်လိုက်လေငါသားသာရှိရင်ဒီလိုမျက်နှာငယ်မခံရဘူးညင်းညူလိုက်ပြန်တယ်သုံးဦးသားငြိမ်နေကြလေထိုနေရာမှလှမ်းကြည့်၍မြင်ရသောအိမ်တိုင်းတွင်မိထွန်းစပြုလေပြီစက်ကူရောင်စုံတို့ဖြင့်တစားစင်အပ်သောမိအိမ်အမျိုးမျိုးဟာမိရောင်ဖြင့်လှပတင့်တယ်ရှူခြင်းစပွဲဖြစ်နေလေအရှိတ်တော်ရန်စီတို့ ညှော်ကြည့်လိုက်ရင်လေဝိုင်းဝိုင်းဆက်ဆက်ပြေဖြိုးနေသောလာမင်းကြီးဟာတစ်ပင်ထိပ်ဖျားသူတဖြည်းဖြည်းတက်လာလေပြီ။မောင်ပြုံးချူတို့သုံးဦးသားမှာကစိတ်ငြိမ်စွာပင်တစ်ပင်ရိတ်အောက်တွင် ထိုင်မြင်ထိုင်နေကြလေတယ်။ကဲကဲငါမြင်မေခန့်အိမ်သွားကောက်ရိုးသုံးလေးပွေလောက်သွားပွေချီဘိုးကြီးကအမိတ်ပေးလိုက်ရာတငယ်ဟာထွက်သွားပြန်လေတယ်။ဖျောင်းနိုင်မီးတို့စီမီးတို့ မထွန်းနိုင်ရင်ကောက်ရိုးမိနဲ့ဖះကိုပူဇော်ပြီးသားကိုအမျှဝေရတော့မှာပေါ့ဟဲဟဲအဖိုးကြီးဟာသူ့ဟာသူပြော၍အတန်းအုပ်ကလေးနဲ့ရီလိုက်လေတယ်ခဏမျှကြာတော့အခါတငယ်ပြန်လာလေတယ်မရဘူးဖိုးဖိုးမပေးနိုင်ဘူးတဲ့သူတို့မယ်ကောက်ရိုးနည်းနည်းရှိတယ်နွားတွေကများတော့ကောက်ရိတ်ချင်းထိအောင်မလောက်ဘူးတဲ့အဖိုးကြီးဟာခေါင်းကိုငိုက်ဆိုင်ချလျက် အမိုင်ကြီးမှိုင်သွားလေတယ်။စကားလည်းမပြောတော့ချေတရွေးကိုသာခဏခဏညှို့ချနေလေတယ်။တငယ်လဲအနားတွင်ညှိုးငယ်စွာထိုင်နေလေတယ်။အတန်ကြာအောင် တွေးနေပြီးမှအိမ်ထဲသို့ဝင်သွားလေတယ်။မောင်ပြုံးချူဟာသူ့ဖြစ်အင်ကိုကြည့်၍သတိမိတဲ့ကဲ့သို့ဖြစ်နေရမှ ပြန်လဲသတိရသဖြင့်နေရာမှထလိုက်လေတယ်။ဟေ့တငယ်မင်းအဖိုးကိုပြောထား ငါအခုဖျောင်းနိုင်လားပို့မယ်။တငယ်အားမာကြားခဲ့ပြီးလင်အိမ်သူခတ်တုတ်တုတ်ပြန်လာခဲ့လေတယ်။ခတ်ကပီးအိမ်မှာလဲတင်မာကြီးကဝယ်ပြီးဖျောင်းနိုင်တွေအားလုံးမိပူစော်ပြီးဖြစ်နေလေပြီ။မောင်ပြုံးချူကအချိုးအချောင်းပြော၍တင်မာကြီးထံအကြံဉာဏ်တောင်းရလေတယ်။ဖျောင်းနိုင်ကလွယ်လွယ်ကူကူဝယ်မရဘူး။စီမီကွက်နဲ့စီပလင်းယူသွား။မိစာတွေလည်းရှိတယ်။ စီမီပူဇော်ပါစီပေါ့ကောင်းသောအကြံဖြစ်တယ်မောင်ပြုံးချူကစီပလင်းကိုကင်လျက်တင်မာကြီးကစီမီခွက်နဲ့မိစာများကိုယူကာအိမ်မှထွက်လာကြတယ်လမ်းတစ်ဝက်လောက်ရောက်ရင်ပင်မီမီမီဟူသော အော်တန်များကိုကြားရလေတယ်လမ်း၍ကြည့်လိုက်ရာ အဖိုးကြီးအိမ်ဘက်စီမှကောင်းငင် အလုံးထိန်ထိန်လင်းနေတာကိုတွေ့ရလေတယ်မောင်ပြုံးချူတို့ဇနီးမောင်နှံလဲခတ်တုတ်တုတ်သွားကြလေရာ ခက်လန်းလန်းမှပင် အဖိုးကြီးဤတဲအိမ်ကလေးကိုမိလုံးကြီးများဝါမျိုးနေတာကိုမြင်ရလေတယ်။အနားသူရောက်သွားသောအခါ လူတွေအမြောက်အများ ဝိုင်းအောင်ကြည့်နေကြလေတယ်။တဲအိမ်ကလေးမှလည်းအခြားအိမ်များနဲ့ဝေးကွာလှသဖြင့်မိကူးမာကိုမစိုးရင်ရမိလောင်နေသောတဲအိမ်ကလေးဘက်သို့ညံ့နာမူလျက်မနီးမဝေးတွင် အဖိုးကြီးဟာကြုံကြုံယုံယုံစောင့်ကြောင့်ထိုင်ကား အဝိစာကလေးတစ်ခုကိုပခုံးတွင်တင်လျက်ဖျားရှိခိုးနေတာကို တွေ့ရလေတယ်။သူသည်မြည်သူမှဂယုမထားမြည်သူကိုမှလည်းမမြင်။သူသည် သူ့အိမ်ဖြစ်မီးပူဇော်နေခြင်းဖြစ်သည်။လူပုံကြားထဲတွင် သူ့မြည်လေးဟာငိုနေလေတယ်။ဟေ့တငယ်ငါလာပြီမဲဆိုတာမပြောဘူးလား။မောင်ပြုံးချူကမေးတယ်။ပြောတယ်ခမ။သူကလူတွေဟာမကောင်းပါဘူး။ တယောက်ကိုတယောက်မကူညီချင်းကြဘူးတိတ်တရားပြက်ကြတယ်ဘသူမှလည်းအာမကိုချင်ပါဘူးဆိုရင်မိဘတွေကထင်းစာကိုယူပြီးမိရှို့တာပဲဒီနေ့မြတ်စွာဘုရားကိုငါပစ္စည်းနဲ့ငါမိပူဇော်ပြီးငါသားကို အမျှဝေမယ်တဲ့ဗျအင်းဒီအဖိုးကြီးကတိတ်စိတ်မြန်တာအနီးမှ လူတယောက်ကမှတ်ချက်ချလိမ့်တယ်မိထုံးပွဲတွေအပွဲပွဲဆင်နွှဲမှုပါတယ် ဒီမီးထွန်းပွဲကိုဖြစ်မောင်ပြုံးချူဘယ်တော့မှ မေ့မီမဟုတ်ပါဂျာနေကျော်1949ဩဂတ်လ29ဆီယမန်တင်ရဲ့ဒုတိယကြိမ်ထွက်ဝေသောမြို့ပိုင်းမောင်ပြုံးချူစာအုပ်မှာအဘမီးထွန်းပွဲဆိုတဲ့အကြောင်းအရာလေးဒီနေရာမှာတင်ပြီးဆုံးပြီဖြစ်ပါတယ်